ကျန်တော့ပုံမှန်ကြည်ဘူးနေရခက်ချမ်းချမ်းဟော်ရာကားကိုယူရလို့ရှိရင်တော့ဒီကားလေးကိုကြည့်ဖို့ကြံပေးခြင်းပါတယ်။ကားဟော်ရာကားအောင်မှာဒရမာလေးနဲ့ပေါင်းပြီးတော့ story line ကောင်းကောင်းလေးနဲ့စိုက်ရင်တည်ထားတဲ့ကားဖြစ်လို့တော့ကြောင့်မလို့ကြည်ရတော်တော်လေးကိုမိုက်ပါတယ်။သူ့ရဲ့တကားလုံးမှာတုံးသွားတဲ့အလင်းမောင်းနေတဲ့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။ဒါကတော့1818ထဲကဝိထုထွက်ခဲ့တဲ့ဒီ Frankenstein ဝိထုကိုအခြေခံပြီးရိုက်ထားတဲ့လို့ရှင်မှဖြစ်ပါတယ်။ ကျွန်တော်ငငယ်လေးတည်းကဒီမျက်နှာမှာချော်ရိုးနေတဲ့လူဆိုရတဲ့ Frankenstein ဆိုပြီးတော့အကုန်လုံးတီးကြတယ်။ဒါပေမဲ့သူ့ရဲ့ဇာတ်ကြောင်းကိုတော့တော်တော်များအတွင်းကြကြလုံးဝမတီးကြောက်သူဘလို့ဖြစ်လာလဲသူကဘသူကလှုပ်လိုက်တာလဲဒါတွေကိုဒီကားထဲမှာလုံးဝကိုဒီတေးနဲ့အကုန်လုံးပြသထားတာဖြစ်ပါတယ်ဆိုဒီကားရပါဝင်တဲ့ကတ်စီအနေနဲ့ကလည်းလုံအောင်နာမည်ကြီးပြီးသားပဲဖြစ်တဲ့အော်စကာအိုက်ဇက်တို့ဂျီကော့အီလိုဒီတို့နောက်မီယာကော့ဒူလိုမျိုး ဒရမာကွင်းအစားပါဝင်ထားတဲ့တယောက်လုံးဝပါဝင်ထားတဲ့လူရတော်တော်လေးကိုမိုက်ပါတယ်မီယာကော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟော်ရာကွင်းလို့ခေါ်လာတယ်ဟော်ရာကတော်တော်များများမှာပါဝင်ထားတဲ့မင်းသမီးပဲဖြစ်ပါတယ်ဆိုတော့ဒီ Frankenstein နေရာမှာတရုပ်ဆောင်လာတဲ့ Jacob Elordi ဆိုလို့ရှိရင်လည်းသူ့ရဲ့ original အရင်နဲ့ Frankenstein ရဲ့ design လုံးဝလမ်းဝပါတယ်တော်တော်များလည်းဒီကားမှာသူပါလို့ကြည့်ကြတဲ့လူများပါတယ်ဆိုတော့ကျွန်တော်တို့ဇလန်းစက်အိမ်လေးအကြောင်းပြောလိုက်ရအောင် ကဲ main character ဖြစ်တဲ့ Peter Frankenstein ဆိုတော့ Oscar Isaac ကတော့သူကသူ့မိပေးပြီးရတာမှာသူကတည်ဆုံးခြင်းဆိုတာကိုစန့်ကျင်ပြီးတော့လုံးဝလက်မခံဘူးဒါကြောင့်မလို့သူကလုံးဝကြိုးစားပြီးတော့မှဖြင်းနိုင်မဲ့နည်းလမ်းကိုပြန်လည်ရှာဖွေခဲ့အဲ့လိုနဲ့သူ့ရဲ့ဒီလုံးရဲ့လုံးရဲ့တရားကျွန်တော်တို့ဘာသာရေးပေါ်လည်းအဆုံးရောက်ပြီးဖြစ်ပြီးတော့အကောင်လုံးကတော့ဝိုင်းတားကြောင်မှာသူကတော့နောက်ဆုံးအထိကိုအောင်မြင်တဲ့အထိကိုလုပ်ခဲ့တယ်ဒါပေမဲ့သူလုပ်ခဲ့တဲ့အရာတကယ်ဖြစ်လာတာကသူစိတ်ထင်တဲ့ အရာနဲ့မထင်မှတ်ပဲနဲ့ဘလို့ပုံစံဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီကားမှာကြည့်ရမှာဖြစ်ပါတယ်။ကား IMDb မှာလည်း rating ကတော်တော်လေးကောင်းတယ်။ IMDb rating အနေနဲ့လည်း7.6ပိုင်းတန်းဒီရလာပြီးတော့ Tomato rating ကလည်း86%ဒီရရှိတာပါတယ်။ဆိုတော့ review ကတော့မြန်မာကလည်းဒီကားကလုံးဝဒီနှစ်ထဲမှာတော်တော်လေးကို my story background နဲ့တော်တော်လေးကို land နဲ့ခေါ်တာကားလို့လည်းပြောနေကြပါတယ်။ သူ့ရဲ့ကြာချိန်က2နာရီခွဲလောက်ထိရှိပြီးတော့တကားလုံးဘလို့ဆွဲဆောင်ရမလဲစတိုရီတကားလုံးသူက story ပြောတဲ့ပုံစံအနည်းနဲ့ပဲတင်ဆက်သွားပြတဲ့ကြံတမျိုးကြည့်ရတာမှိုင်ပါပါဆိုတော့မကြည့်ရသေးလို့ရှိရင်သွားပြီးတော့ကြည့်ဖို့ကြံပေးခြင်းပါတယ်